။တရားမီးကိုတိုင်ချင်းမြင်ခဲ့တဲ့အရိနမာလန်ဘေးရောက်သွားလေ။ကဲပရိသတ်ကြီးတို့ဤမြမလူမျိုးဆိုတာဘယ်တော့မှဖုံးကံမခေဘူးဆိုတာကိုရှင်းရခင်ကတမိုင်းကြောက်စာရီမှာတီးတသာတွေ့ရနိုင်ပါရဲ့။အားလုံးဒီကြတဲ့အတိုင်းအရင်ကဗမာရီဆိုတာလူထွားကြီးတွေတက်ရှိကြသူတွေအင်မတန်မှတန်မာသူတွေဆိုတဲ့ဇာတ်မျိုးကို မကြာခဏဆိုသလိုကြားဘူးကြမှာပါ။ ဟုတ်ပါတယ်ရှေးရခင်ကဗမာလူမျိုးတွေဟာအခြားသောအနောက်တိုင်းသားတွေနဲ့မတူကြဘဲနဲ့အင်မတန်မှဖုံတကိုကြီးမားကြသလိုတမာရီကောင်းရင်တမာရီကောင်းတဲ့လောက်နှက်ပြီကိုတောင်မှအလဲအပဲသွားခင်ရှိတယ်ဆိုတော့ထူးဆဆန်ဖြစ်ပျက်တွေလည်းရှိနေကြပါတယ်ဒီတစ်ခါမှာတော့မြန်မာလူမျိုးတွေတောင်မှသိစားသတိမထားမိသေးတဲ့မြန်မာယာစွင်တစ်ခုကိုတင်ဆက်ပေးမှာပါဗဇက်ယာစွင်တွေရောပကံပြီမှာမြန်မာဘရင်နဲ့တက်ဆိုးဆန်ချိန်ကာလတော့ကတာရင်တာနှက်ပြီမှာနေတိုင်းနေတကြမင်းဟာလူပြည်မှာရှိတဲ့မေလမှုမိဖုရားနဲ့ချစ် ိုက်မိပြီးအင်မတန်မှဖုန်တကိုကြီးမြတ်တဲ့သားတော်တစ်ပါးမွေးဖွားခဲ့ပါရီဒီသားငယ်ကပဲဂေါရမဖျားရှင်ပွင့်တော်မူချိန်ကာလတကုံမင်းဆက်32ဆက်မြောက်ဩကလာပါမင်းကြီးလို့လူတီများခဲ့ကြတဲ့မိတပါပဲဖြစ်ပါရီအဲ့နာမှာတော့တရားမင်းနဲ့လူတွေကြားကဆက်ရမှုတွေဟာပြောက်ကွယ်သွားခဲ့ပြီးဒုတိယပေါင်းမင်းလက်ထက်မှာတော့ပြန်ပြီးတော့ပေါ်လာခဲ့တာပဲဖြစ်ပါရီဒုတိယပေါင်းမင်းဆိုတာကတော့တရေခက်တရာကိုတီထောင်ခဲ့တဲ့ င်းတစ်ပါးဖြစ်တယ်လို့အင်မတန်မှလည်းဖုံးကန်ကြီးမားတယ်လို့ဆိုခဲ့ကြပါရီအဲ့ဒါပြင်တရားမင်းနဲ့လည်းအင်မတန်မှယဉ်ညီကျောင်းဝင်မှုရှိတာကြောင့်နန်တဲ့ချိန်မှာတရားမင်းရဲ့ တန်မိုးချာရအရိနမာလန်ကိုလက်စာပနာဖြစ်ပြီးရခဲ့တယ်လို့ဆိုခဲ့ကြပါရယ်အချိန်အားစလို့အရိနမာလန်ဟာလူပြည်ကိုရောက်လာခဲ့ပြီးတော့ပကံမင်းဆက်တွေတေကမှအင်မတန်မှဘုံတကိုကြီးမားပါရယ်ဆိုရဲမင်းငါးပါးကသာဒီလန်ကိုကင်ဆောင်ဝင်ရှာခဲ့ပါရယ်အရိနမာလန်ရဲ့စွမ်းကတော့စေလိုရနေရာကိုသွားနိုင်တယ်လို့ပကံပြည်မှာတော့အကောက်ခုံနေတောင်းခံတဲ့အချိန်မှာအသုံးပြုခဲ့ကြပါရယ်တရိတ်ခေတ္တတိုင်းပြည်ကစလို့ဟိုနဂါမင်းရဲ့တိုင်းပြည်အထိသွားနိုင်နေပြီးပြင် ဒီရိန်နမလန်ဟာဆေလို့မယ်ဆိုရင်တော့ကောက်အခွန်တွေဟာမဖြစ်မနေပါလာကြတယ်ဆိုရဲဆိုရေးလဲရှိခဲ့ပါရီအလို့တပြည့်ကြောကြာဆုံးကတော့ပကံပြည်ရဲ့ပြည့်ရှင်မင်းကြီးတစ်ပါးဖြစ်သူအနော်ရထားပါအနော်ရထားမင်းတရားကြီးရဲ့လက်ထဲမှာလည်းအရိန်နမလန်ဟာပေါ်ပေါက်ခဲ့သလိုအမြဲတည်းလိုလိုကြိုက်ဆွဲရလက်နဲ့တစ်ခုလည်းဖြစ်ခဲ့ရပါသေးတယ်အနောက်မှာတော့ထိုက်သူကြိုက်ကြီးဆိုတဲ့အတိုင်းကျက်စစ်သားမင်းစီကိုရောက်လာခဲ့ရသလိုကျက်စစ်သားမင်းရဲ့လက်ထဲမှာတော့အရိန်နမလန်ဟာပို့ပြီးတော့ဩစာအာဏာကြီးမလာခဲ့ပါရီ ကျက်ဆက်သားပြည်နယ်ပေါင်းစုံလှည့်လည်နေထိုင်ပြီးတော့စိုးစံခဲ့သလိုပြည်သူပြည်သားတွေရဲ့အရေးကိုလည်းဒီရိနမာလန်နဲ့ပဲဖြည့်ရှင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့အလောင်းစီသူ မင်းကြီးကြီးကိုရောက်သွားခဲ့ပြီးနောက်နောက်ဆုံးကင်ဆာခွင့်ရခဲ့သူကတော့အလောင်းမင်းတရားကြီးပဲဖြစ်ပါတယ်။အဲ့ချိန်ကစလို့ရိန်နမာလန်ဟာပျောက်ချင်းမလားပျောက်ခဲ့ရတယ်လို့လူပြည်ရဲ့တထောက်တရားမှာပဲကင်အောင်းနေကြတယ်လို့ပုဂံသူတွေကယုံကြည်ထားခဲ့ကြပါတယ်။ဒါကြောင့်ခုနားထောင်နေတဲ့လူကြီးမင်းတို့အနေနဲ့လည်းမြန်မာနိုင်ငံဟာမြင်သင့်မြင်ထိုက်တဲ့တကိုးကြီးယာတွေလည်းရှိနေခဲ့တယ်လို့အခုလိုမျိုးပျောက်ကွယ်နေတဲ့ချို့ယာတွေကလည်းရှိသေးတယ်ဆိုတာကိုဘယ်တော့မှမမေ့ကြပါနဲ့ရှင်။နောက်ပြည်တွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။ဒီဒီရောက်လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားလုံးက 我居住在马来西亚。